ဒါက2023စနေနေ့ပိုင်းက boss ပုတ်စာပေါ့လေနော်အဲ့တော့ဒီအရလေးကလေနည်းနည်းစိတ်ဝင်စားစရာကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟိုသူဟိုဘယ်လိုပြောမလဲပုံမြင်ဆန်ဆန်လေးရေးထားပေးရဆိုတော့လေအဲ့တော့နည်းနည်းလေးတော့တော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီလို boss ပုတ်စာရေးဖြေတော့မယ်ဆိုလို့ရှိရင်ဘာလို့အဓိကဖတ်စီခြင်းလဲဆိုလို့ရှိရင်ကို48ဖြေမယ်မလားအဲ့48ရဲ့ဒီ1နဲ့3လေးအကုန်လုံးဖတ်ထားလိုက်ပေါ့နော်ဘယ်ကအဖြေဖြစ်နိုင်မလဲဆိုတဲ့ဟာမျိုးအရင်ဖတ်ထားလိုက်ပြီးတော့ပြီဆိုလို့ရှိရင်အခုဒီ48ကိုလာကြည့်ရဲ့အခါမှာ ပေါင်းစလေးရလေးဘယ်နှမလာနေလဲဆိုတော့ဒုတိယပိုက်လေးမှာလာနေရတွေ့လိုက်အဲ့တော့ဒုတိယပိုက်လေးမှာလာနေရပြောကြောင်းလို့ပုံမှန်မြောင်းသွားပြင်ဆိုလို့ရှင်တော့ဒီပေါင်းစလေးရှိနေတဲ့ရှေ့တကြောင်အနောက်တကြောင်လောက်ဖမ်းအောင်ဖြည့်ထွက်တယ်ဒါပေမဲ့ကိုကပို့ပြီးတော့မှတိတိကျကျပေါ့နော်ကိုဖြည့်တဲ့အပြေလုံးဝမမားကျင်ဘူးဆိုရင်ဘာလို့တင်လဲဆိုရင်ခေါင်းစဉ်ကိုအရင်ဖတ်ပြင်ပထမတစ်ပိုက်ကိုအပြည့်ဝပြည့်အောင်ဖတ်လိုက်သူဘာကြောင့်ပြောမှလဲပေါ့လေနော်သူဘာနဲ့ပတ်သက်တဲ့အကြောင်းအရာပြောမှလဲဆိုရအောင်အရင်ဖတ်ပြီးပြီဆိုတော့ကြောင့်မှဒီ48ရဲ့ ရှိတဲ့ကြောင်နောက်တစ်ကြောင်ပေါ့နော်အဲ့လိုလေးဖတ်လိုက်ပြီးစာရိုက်တွေအကုန်လုံးဖတ်เสียမလို့ဘူးကွာ49ဖြည့်မယ်ဆိုရင်49ရဲ့အရှိတကြောင်နောက်တစ်ကြောင်လေးဖတ်လိုက်50ဖြည့်မယ်ဆိုရင်50ရဲ့အရှိတကြောင်နောက်တစ်ကြောင်လေးဖတ်လိုက်ဖြည့်ထွက်တယ်တစ်ပိုင်းလုံးကြီးအကုန်လုံးကြီးပေါ့နော်ဖတ်နေဖို့မလိုဘူးအဲ့တော့ကြာအခုလောလောဆယ်ပေါ့နော်ခေါင်းစဉ်ကိုရင်ဖတ်လိုက်တဲ့အခါမှာနောက်ကူကိုထိုင်ကန်လို့ပေးထားတယ်ပေါ့နော်နောက်ကူကိုထိုင်ကန်ထားလိုက်တော့နော်အခုကတော့ဒီရဲ့နောက်ကူကိုမသိဘူးဆိုလို့ရှိရင်ဘာသာပြန်မပြသေးဘဲနဲ့အရင်ဖတ်ပြမယ်ပေါ့လေနော်ကိုစမွေးမှာဆိုလို့ရှိရင်လည်း မတိရနဲ့အနေနဲ့ဆပြောမှာဖတ်မှာဆိုတော့ပေါ့လေနော်အဲ့တော့နောက်ခုကမျက်တောင်ဖွင့်လေးမျက်တောင်ပိတ်လေးပေးထားတာပြောကြအောင်တေးကြတယ်ခေါင်းစဉ်တစ်ခုဖြစ်နိုင်တယ်အကြောင်းစဉ်တစ်ခုဖြစ်နိုင်တယ်ပေါ့လေနော်အဲ့တော့အဲ့တိုင်းလေးဒီတိုင်းထားခဲ့ပြီးတော့မှအနောက်ကဒိုင်ခန်းလို့ပြောတာပြောကြအောင်လို့ကိုတွေးဘောနော်အဲ့တော့ဘာရဲ့ကိုတွေးလဲဒီနောက်ကူကိုဆိုတဲ့ဟာရဲ့ကိုတွေးပါလို့ပြောထား။ဘာမဲ့ဖက်နေတဲ့လဲနဲ့ဒီဟာလေးကိုနားလည်နိုင်တယ်။ဘောလင်းတော့နားလည်သွားနိုင်လိမ့်မယ်ကွာ။အဲ့တော့ကြာအခု48ကိုဖြေမှဆိုတော့အခုဒီ48ရဲ့တိတိ3လေးကိုပြတိတိ3လေးကိုကြည့်ထားမယ်ပေါ့နော်။ ီဘက်မှာသူပြောထားတာကအိုမိုယေနာကတာမဒေတာအိုမိုအိုမိုယေနာကတာဆိုလို့ရှိရင်မတွေးနိုင်ခဲ့တဲ့မဒေတာအထီးပါပဲဘောလီနော်မတွေးနိုင်ခဲ့တဲ့အထီးပါပဲတဲ့အိုမိုယေနာကတာဟိုဒိုဒါဟိုဒိုဒါဆိုတော့မတွေးနိုင်ခဲ့တဲ့လောက်ပါပဲဟိုဒိုရဲ့အဓိပ္ပာယ်ပုံမှန်ဆိုရင်လောက်ပဲလို့ပဲပြောချင်တာလေနော်အဲ့တော့မတွေးနိုင်ခဲ့ လောက်ပါမတွေးနိုင်ခဲ့တဲ့လောက်ပါပဲအဲ့လိုဖြစ်မှာပေါ့နော်။အိုမိုးေနာခတာဒကေရဲစမတွေးခဲ့ဒီမှာဆိုရင်တော့ရုံလေးပါပဲအဲ့လိုဖြစ်မှာပေါ့နော်။အိုမိုးေနာခတာခရာဒေခရာဒါဆိုတော့မတွေးနိုင်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အကြောင်းပြချက်ပေးနေရပေါ့လေနော်။အဲ့တော့မြင်သာသလားလို့တော့ तू ကမတဲ့ဆိုရင်နိုင်နိုင်ထိပဲပြီးသွားပြီ။အဲ့တက်ထပ်ပြောမှာမရှိတော့ဘူးပေါ့လေနော်။အဲ့ဒါဂိတ်ဆုံးပဲလို့ပြောချင်တာမျိုး။ ဟုတ်တို့ရဲ့ဓာကေကနည်းနည်းလေးတော့ဆင်နေရပေါ့နော်အဖေကတူတယ်လို့တော့မှပြောလို့ရတယ်မတွေးနိုင်ခဲ့တဲ့လောက်ပါပဲမတွေးနိုင်ခဲ့ယုံလေးပါပဲပေါ့လေနော်အဲ့တော့သူတို့နှစ်ခုကဖြေတူနေရဖြေကြောင်လို့ဖြစ်ပေါ်ရခိုင်တော့တော်တော်နေသွားလိမ့်မယ်ပေါ့လေနော်ပြီးတော့တစ်ခုကမတွေးနိုင်ခဲ့တဲ့အတွက်ကြောင့်ပါပဲအကြောင်းပြချက်ပေးရဖြစ်မလားပေါ့လေနော်အဲ့တော့ကြာအခု48ကိုဖြေဖို့အတွက်ကို48ကဒုတိယအပိုက်မှာရောက်နေရဖြေကြောင်လို့ပထမအပိုက်ကိုရင်းအောင်ဆုံးဖတ်ကြည့်ကြည့်မယ်ပေါ့နော်ဘာအကြောင်းလဲဒီတော့ကုကိုလို့ပေးထားတယ်အဲ့တော့ကုကိုကဘာနဲ့ပတ်သက်တာပြောမှလဲဆိုတာလေးကိုကြည့်ကြည့်လိုက်တော့ 今回、あく、で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 、じゃあ、ポリの、留学生サンダで行われた文化大会のテーマは、D、ピニャロテン、ジャオナーリへ、この、ピニャロテン、ジャオナーサンダーま、チンバーバーメイスレ、インジム、タイガン、そろ、コードウェイ、ポエル、ビョーマー、ポノ、インジムを、コーライン、コージャ、ジョンドゥイアレ、ポエイエ、え、ポエ、ကိုတွေရဲ့ theme ကောင်းစင်ရတော့လေတဲ့နကုကိုဆိုတာပဲဖြစ်ပါတယ်တဲ့ဘောနော်နကုကိုသာတာအဲ့တော့ तू ဘာလို့မှလဲဆိုရင်ဒီစင်တာမှာကျင်းတာကျင်းပါမဲ့ ဒီဘုံကတိုက်ကံရဲ့ခေါင်းစဉ်ကနာကုကိုပေါ့အဲ့တော့じゃနာကုကိုလေးကိုသူနောက်မှာရှင်းပြတယ်နာကုကိုကဝပါကလေးဟိုပါလေအဲ့လို तू ကဒီနာကုကိုဆိုတာဘာဘာဘာဆိုတာမျိုးအဲ့လိုအတိပယ်ကိုပြန်ရှင်းတဲ့အခါမျိုးမှာသုံးတာဟုတ်တယ်မလားအဲ့တော့ကိုဒီပေါ်မှာနာကုကိုတိုက်ကံလို့ပြောထားရကွာနာကုကိုကိုမသိဘူးဆိုရင်တော့သူအခုဒီမှာရှင်းတော့မယ်ဒီနာကုကိုဆိုတာကလေးတဲ့日本の担当的な芸能の一つだれ。 ဂျပန်ရဲ့ယဉ်ကျေးမှုဆိုင်ရာအမှုပညာတွေကတခုပါလို့ပြောကြတဲ့ကတေးကြတယ်ဒါကသူတို့ရဲ့ဟိုပါလေပွဲတခုခုပေါ့လေနော်ဒီဂျပန်နဲ့ဂျပန်ရိုးရာနဲ့ဆိုင်တဲ့ပွဲတခုခုဒါပေမဲ့ဒီတိုင်းကြီးကြည့်ော်လေတော့ကိုကကြတယ်ကိုကစကလုံးလို့ဘာလို့ပြောချင်တာလဲနော်အဲ့တော့ကြတဲ့စကလုံးကိုပြောတာမြန်လားပြီးရင်နောက်တစ်ခါဒီတော့ကိုကလေအကျန်းရည်တာမျိုးတွေပါလေရှိရဟုတ်တယ်မလားအဲ့တော့အကျန်းရည်တဲ့စကလုံးလားဒါမျိုးဖြစ်နိုင်တယ်လေနော်အဲ့တော့အဲ့လိုအများကြီးကိုစဉ်းစားနေတယ်လို့ထင်လိုက်မိပေမဲ့အောက်လေရောက်တော့သူက ်ဂိင်းသူတွေကတခုလို့ပြောထားတယ်ပေါ့နော်အဲ့တော့အမှုပညာရေးတွေကတခုဆိုတေးကြတဲ့ဒါအမှုပညာပေါ့လေနော်အဲ့မှာရေးထားတဲ့ဂီမိုနိုကိတာဒါကုကိုကလို့ပြတာကဆိုတာကကကတို့လေနော်ခါရှုတို့ဘာလို့ဆိုတရားနေလာတာဟုတ်တယ်မလားကမနဆိုင်ခါရှုတယ်ပြောပြီးနော်ကကတို့အဲဆကတို့ဘာလို့မှဆိုရင်လူကိုညှိုးညင်တဲ့အခါမှာတုံးတာဖြစ်တယ်ကြောင့်မလို့ဒါကုကိုကဆိုတာကလူဖြစ်သွားပြီ ဒီလိုင်းအဲ့တော့အနုပညာလည်းပြောထားတယ်နောက်မှလည်းလူဖြစ်သွားပြီပြီးတော့နောက်မှလည်းဘူတိုင်နီစေဇာစတမမဘူတိုင်စတိတ်စင်မစေဇာဆိုတာပစစ်တုတ်ထိုင်ထားတဲ့အတိုင်းဆိုတော့တေကြတယ်ဟိုစတိတ်စင်မဖြောပြေတဲ့ဖြောပြေသမားတယောက်ဖြစ်သွားပြီကွာဒီလားအဲ့ဖြောပြေသမားမှာဘလို့ဖြောပြေသမားလဲဆိုလို့ရှိရင်ကီမိုနိုကိုဝတ်ထားတဲ့နောက်ကုကိုကဆိုတဲ့လူပေါ့လေနော်အဲ့လူကနေပြီးတော့မှမစတိတ်စင်ပေါ်မှာပစစ်တုတ်ထိုင်ထားတဲ့အတိုင်းလေးပဲတူတီတဲ့ နာနာနန်ရဒီနန်ရကမောအန်ဂျီအကုံလုံးကဏကဏအကုံလုံးကြီးကိုသူတယောက်ထရပဲတယောက်ဆောင်မှာအဲ့တော့မိမဆိုလဲသူယောက်ျားဆိုလဲသူကလေးလေးဆိုလဲသူဘောနောအဲ့လိုအကုံလုံးအကုံလုံးကိုသူတယောက်ထဲပဲတယောက်ဆောင်မှာဖြစ်ပြီးရောတဲ့ခါတတဲ့ ဟိကစေတူတဲ့အဲ့တော့ပြောမယ်နားထောင်ရမယ်ပေါ့နော်အဲ့တော့တေးကြတယ်ဟိုပုံမြင်ဖတ်ပြရတဲ့သူလည်းဖြစ်နိုင်တယ်လို့တင်မလားအဲဝိထုတွေဒဏ္ဍာရီဖတ်ပြပြီးအောင်မှာပေါ့နော်ပစစ်တုတ်ထိုင်ပြီးအောင်မှာမှာယောက်ျားတန်ဆိုလဲသူတယောက်တည်းကပြောမယ်မိန်းမတန်ဆိုလဲသူတယောက်တည်းကပဲပြောမယ်ပေါ့လေနော်အဲ့လိုမျိုးရကူဝါဒီတွေပေါ့နော်အဲ့လိုမျိုးအခန်းကဏ္ဍအကုန်လုံးတယောက်တည်းကပဲတယုတ်ဆောင်တဲ့ဟာမျိုးကဒါကုကိုလို့ပြောချင်တာတယ် အဲ့တော့အဲ့မှာကနေနည်းနည်းလေးတော့မြင်တာသလားလို့ပေါ့နော်ဟိုဂျပန်ရဲ့ state ဆီပေါ်မှာ pacific တုတ်ထိုင်ပြီးတော့မှစာဖတ်ပြတာမျိုးလို့ပေါ့နော်အဲ့လိုတရုတ်ဆောင်ပြတဲ့ဟာမျိုးကိုဒါကုကုလို့ခေါ်တယ်ပေါ့အဲ့လိုဟာမျိုးပြောတယ်တဲ့အဲ့တော့နောက်မှရေးထားတယ်ထိုင်တေဝအများသောအဖြစ်ကတော့လေးတဲ့ almost တော့ကစိတ်ဝင်စားစရာကောင်းပြီးတော့မှမှ okashi hanashi da တဲ့စိတ်ဝင်စားစရာကောင်းတယ်နည်းနည်းလေးတော့ထူးဆန်းတဲ့အကြောင်းအရာမျိုးပေါ့လေနော်စကားမျိုးပဲဖြစ်ပါတယ်တဲ့အဲ့တော့များသောအဖြစ်ဆိုလို့ရှိရင်တဲ့စိတ်ဝင်စားတယ်စိတ်ဝင်စားစရာကောင်းတယ် ပြီးရင်အိုကိုက်စီဖြစ်တဲ့အကြောင်းအရာမျိုးပေါ့။အော်တိုက်စနော့ကုနီနီကကျွန်တော်တို့ရဲ့နိုင်ငံမှာဆိုရင်သူပြန်ပြောထားတယ်နော်ပြန်ရှင်းထားတယ်တော့ကုကုကိုမသိမှာဆိုလို့ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်တော့အန်ဂစ်ကီကအတူကပြဆက်သွားသေးလားပြဆက်ဆိုလို့ရှိရင်လည်းပဲလူတွေကတေးဥဆောင်ပြရတယ်လေနော်ဒါမဲ့လူပေါင်းစုံပါတယ်ဟုတ်တယ်မလားအဲထားပါကလေးလေးဆိုလို့ရှိရင်ကလေးလေးကိုတုံးထားတယ်ကွာလူကြီးဆိုတဲ့လူကြီးကိုတုံးတယ်လေနော်တကယ်စပိန်ဆိုလဲစပိန်အစ်စ်ကိုတုံးတာမျိုးလို့ပေါ့နော်အဲ့လိုမျိုးပြဆက်လိုမျိုးဆိုတာကရှိတယ်ဆိုပေမဲ့လို့တော့ကုကုနော်ယူနာမွန်းတို့မှာနိုင် ောက်ခုကိုဆွာမျိုးတော့မရှိဘူးလေဘာလို့မရှိရလဲသူကတယောက်ထဲရပဲကန္နဘောင်းစုံကိုတယောက်ဆောင်သွားမှာမို့လို့ဒီလိုင်းဒါမဲ့နော်အဲ့တယောက်ဆောင်တော့မှ तू ကရိုးရိုးမဟုတ်ဘူးနော်ပစစ်တုတ်ထိုင်ထားတဲ့အတိုင်းပဲ तू တယောက်ထဲရအဲ့ယာကူဝါဒီတွေအကုန်လုံးလောက်သွားမှာစကားပြောဆိုရဲသူတယောက်တွေပြောမှာငိုဆိုရဲသူတယောက်တွေငိုမှာအဲ့အဲ့လိုအဲ့ထိုင်နေနေပေါ့နော်အဲ့လိုမျိုးတယောက်ဆောင်မှုမျိုးကိုနောက်ခုကိုခေါ်တာပါလို့ပြောတော့ဂျာကိုတိသွားပြီပေါ့နော်သူတို့ရဲ့ဘုန်းကအနေနဲ့ ကောင်းစင်ကဒါကုကိုလုံးမယ်ဒါကုကိုဆိုတာတယောက်တည်းတယောက်ဆောင်ရတဲ့ဟာကိုပြောတယ်ပေါ့လေနော်အဲ့တော့တကယ်တော့လေအောင်ကဆာမီဝဲမှာဆိုရင်အရင်ကြီးအမလိုမျိုးအသေးစိတ်ကြီးဖတ်နေကြမလို့ပေါ့လေနော်ဒီတိုင်းပဲတတတတတနဲ့ဖတ်သွားလိုက်လို့ရှိရင် OK ရကွာအဓိကတော့ဟောဒါကုကိုဆိုတာဗာလဲဆိုတာလေဒီပိုက်မှာကိုနားလေလိုက်ပြီပေါ့နော်အဲ့တော့အဲ့နားလေရနဲ့အမြအခု48ကိုဖတ်တဲ့အခါမှာပို့ပြီးတော့မှအဆင်ပြေနိုင်တယ်အဲ့တော့じゃ48ကိုဖတ်တဲ့အခါမှာသူ့ရဲ့ရှေ့ဒီ48ရဲ့စာကြောင်းကိုကြည့်တဲ့အခါမှာအီဆောင်အရင်တော့ကလေးတဲ့အာဒူဒါကုကိုကျိုဂျီတဲ့ယွန်းတာက တခုတော့နောက်ကူကိုရို့ကျိုဂျူဆိုရဲပေါ့နော်အာကမနဆိုင်ဂျူဂီယိုတဲ့ဆိုရဲအတန်းထဲမှာပေါ့လေနော်ဖတ်ခဲ့ပေမဲ့လို့အတန်းထဲမှာဖတ်ခဲ့နော်အရင်တုန်းကတခုတော့နောက်ကူကိုဘယ်နောက်ကူကိုလဲတော့မသိဘူးပေါ့နော်တခုတော့လို့ပြောခနေကအများအများကြီးဖြစ်နိုင်တယ်ပေါ့နော်အဲ့ထဲမှာတခုအဲ့တခုတော့နောက်ကူကိုသူအတန်းထဲမှာဖတ်ဘူးပေမဲ့လို့အာမာဒီအိုမိုစီရိုယီတို့တိတ်ပြီးတော့မှမှစိတ်ဝင်စားစရာကောင်းတယ်လို့တော့အဲ့မှာကနေကသူလဲအကုန်လုံးကလေနိုင်နေပဲပေးထားပြောကြအောင်မလို့ မထင်ဘူးလို့ပဲပြောမှာပါဟုတ်တယ်မလားအရန်ကြီးပေါ့နော်တိတ်ပြောမှာမှစိတ်ဝင်စားစရာကောင်းတာပါလားဆိုတဲ့ဟာမျိုးတော့တော့မထင်ခဲ့ဘူးအဲ့ထဲမှာမှမအထီလားလောက်လားဒလောက်ယုံမဲလားဒါမှမဟုတ်ရှင်လေအတွက်ကြောင့်အဲစိတ်ဝင်စားစရာကောင်းခဲ့တဲ့အတွက်ကြောင့်လားပေါ့လေနော်အဲဟာနာရှီကိုထတာခီးသေးလို့တော့မှဟာနာရှီကိုအဲ့ဒီစကားကိုနော်ဒီကွက်လက်လေးကိုချမ်းခဲ့နော်ဟာနာရှီကိုအဲ့ဒီစကားကိုတဲ့ထတာခီးသေးလို့တော့မှ ကြားလိုက်တကြားလိုက်ယုံလေးပဲပေါ့လေနော်နားထောင်လိုက်ယုံလေးနဲ့ပဲဟိုကိုဘိုက်ကစတာတော့ပြင်းလိုက်တာပေါ့လေနော်ပြင်းသွားမှာပဲလို့ဘုံမို့တာစီထင်ခဲ့တယ်ပေါ့လေနော်အဲ့လိုမျိုးဟာတရားကြီးကိုနားထောင်တာနဲ့ပြင်းသွားမှာပေါ့ဆိုတဲ့ဟာမျိုးကိုထင်ခဲ့ပင်ထင်ခဲ့တယ်ပြီးသွားလို့ရှိရင်ခီခီထိုရီရူကာဒိုကာမိုဖူဖူအန်ဒါတာနော်ဒါကြီးကိုနားထောင်နိုင်မလားပေါ့လေနော်နားထောင်နိုင်မလားနားမထောင်နိုင်ဘူးလားဆိုတာမျိုးကလည်းပဲဖူအန်ဖြစ်ခဲ့ပါတယ်အဲ့ကလေးကလေ तू က တရားလေးကိုကြည့်နော်သူဒီမှာပြောသွားတဲ့ဟာကရှေ့မှာတော့ကကြာတော့အရင်တော့ကကြာလို့ရှိရင်တီတာခုကိုတင်ခဲ့တယ်တိတ်ပြီးတော့စိတ်ဝင်စားစရာမကောင်းတဲ့အထီးပါပဲလားတိတ်ပြီးတော့မှမစိတ်ဝင်စားစရာကောင်းတဲ့အဲစိတ်ဝင်စိတ်ဝင်စားစရာမကောင်းလောက်တဲ့စကားစိတ်ဝင်စားစရာမကောင်းခဲ့ယုံလေးစိတ်ဝင်စားစရာမကောင်းခဲ့တဲ့အတွက်ကြောင့်ပေါ့လေနော်စိတ်ဝင်စားစရာမကောင်းခဲ့တဲ့အတွက်ကြောင့် စကားကိုနားထောင်ယုံလေးနဲ့နားထောင်ယုံလေးနဲ့နားထောင်တာကိုပြင်းသွားလိမ့်မယ်လို့လည်းထင်တယ်။အဲ့ဒါကြောင့်မလို့ခီကီတိုရီတူကတူကမောငါဒါကြီးကိုနားထောင်လို့ရပါမလားဆိုပြီးတော့မှလည်းပဲဖူအန်ဝင်ခဲ့ပါတယ်လို့အနောက်မှာလေတကယ်တော့လေသူကဒီနောက်မှာဖူစတိုပါပါရမှာထင်တာပဲပေါ့နော်သူသူထဲမှာမပါနေရောခါကျတော့သူပျောက်နေရလားမလားကိုမသိဘူးဆိုတော့ ဟာနာစီကိုထတာခီးတေးလို့နော်ဆိုတော့စကားလေးကိုနားထောင်ရင်ဘယ်စကားလဲဒီတော့ကုကိုကနေပြောမှပြောလိုက်တဲ့စကားကိုနားထောင်ယုံလေးနဲ့ပြင်းစရာကောင်းသွားပြင်းစရာကောင်းသွားလိမ့်မယ်လို့ထင်တယ်အဲ့အတွက်ကြောင့်မလို့ तू ကငါနားရောနားထောင်နိုင်မှာမလားဆိုတဲ့ဖူအန်းမျိုးလေးဖြစ်ခဲ့ပါတယ်လို့ပြောကြတယ်ကအိုမိုးရဲ့နခတ်တာခရာတာပေါ့ ဟဲ့လိုက်အကြောင်းပြချက်ပေးရမယ်ပေါ့နော်ဘာဖြစ်လို့အကြောင်းပြချက်ပေးရမှာလဲဆိုလို့ရှိရင်တိတ်ပြီးတော့မှမစိတ်ဝင်စားစရာမကောင်းဘူးလို့ထင်ခဲ့တဲ့အတွက်ကြောင့်မလို့စကားကိုကြားယုံလေးနဲ့တောင်းမှပဲပြင်းစရာကောင်းလိမ့်မယ်ဒါကြောင့်မလို့ငါဒါကြီးကိုဆက်ပြီးနားထောင်နိုင်မှမလားနားထောင်နိုင်မှမလားဆိုတဲ့အနောက်ကကောင်ကဒီယူကိုပြောတဲ့အကြောင်းပြချက်ဖြစ်သွားပြီဒီလိုက်ဒီစကားလေးကြားယုံလေးနဲ့ပေါ့နော်ငါပြင်းသွားမှာပြင်းသွားလိမ့်မယ်ပေါ့လေနော်ထပ်ပြီးတော့မှငါဒါကြီးကိုနားထောင်နိုင်မှမလားနားထောင်နိုင်မှမလားဆိုတဲ့ဖြူဟန်မျိုးဖြစ်သွားပြီဆိုတဲ့အကြောင်းပြချက်ကိုပေးရမယ် ဒါခါရာဒါဆိုတဲ့အဖြစ်ကယုံပါနောက်ကတိစာကြောင်းလေးပါလို့ပေါ့လေနော်ဟာနာစီကိုထားတာဂီးတေးတို့နော်ဂီးတေးတို့နော်ဗျစကားလေးကိုနားထောင်ယုံလေးနဲ့ကွာပြင်းသွားတယ်လို့ဘာလို့ကသူစိတ်မဝင်စားခဲ့လို့ပေါ့လို့ပြောချင်တာဖြစ်တဲ့ဒီယုံပါဘောနော်အကြောင်းပြချက်ပေးခါခါတာဆိုတဲ့ဟာလေးကဖြေမှန်ညမလိုက်အဲ့တော့ဒါကတစ်ခုပေါ့လေနော်ပြီးရင်နောက်တစ်ခုကကြောက်လို့ရှိရင် ဒီ49ကိုကြည့်ရခါမှာ49ကရှေးဆုံးအောင်ကွက်လက်ကနေလာမှာကွာအဲ့တော့ကိုလေးခုဒီမှာဆက်ဆက်ပြီးတော့မှလည်းဖတ်ပြီးသွားပြီဟုတ်တယ်မလားစီကမွန်ဒါအပြင်းလို့ပြောတာဖြစ်တော့မလို့နောက်ကနေမှထပ်ပေါင်းပြောမှာကွာဒီလားရှေးမှာမကောင်းတာပြောနေစီကမွန်သာထဲလိုက်နောက်ကအဲ့မကောင်းတဲ့ဟာကိုပဲထပ်ပေါင်းပြောတဲ့ဟာမျိုးမှာသုံးမှာရှေးမှာကောင်းတဲ့ဟာကိုပြောမယ်ဆိုလို့ရှိရင်အဲ့မကောင်းတာကိုပြောရင်နောက်ကကောင်မကောင်းတာကိုထပ်ပေါင်းပြောမယ်ကောင်းတာကိုပြောရင်နောက်ကကောင်ထပ်ပေါင်းပြီးပြောမယ်ပေါ့လေနော်အဲ့လိုခါမျိုးကစီကမွန်ဒါအပြင်းဆိုတဲ့အတိတ်ပဲ နောက်တစ်ခုဇနဝါကြီးတနည်းအဖြစ်ပြောရမယ်ဆိုရင်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေးနဲ့နောက်နဲ့ရအတိပဲတူတူပဲဖြစ်ရမယ်ဒီလားပြောကျင်တဲ့အကြောင်းအရာနိုင်ရောကတူနေရမယ်အခုရှေးမှာဆိုသူကစိတ်ဝင်စားစရာမကောင်းဘူးပြင်းစရာကောင်းတဲ့ငါသားကြီးကိုထပ်ပြီးနားထောင်နိုင်မှာမလားဒါမျိုးပြောတာဟုတ်တယ်မလားအဲ့တော့အနောက်မှာလည်းအဲ့ဒါနဲ့တနည်းအဖြစ်လေဟိုနားထောင်လိုက်တာနဲ့အိပ်ပျော်သွားတာမျိုးလို့ပေါ့နော်အဲ့လိုမျိုးကွာတူတဲ့ ဘောလုံးဂုံရီတူတဲ့စာကြောင်မျိုးပဲလိုက်ပေးရမယ်ဇူနာဝချီတာသုံးမယ်ဆိုရင်ပေါ့လေနော်သူကိုတို့ကစီကစီနဲ့အိပဲတူတူပဲဒါပေမဲ့လို့ဆိုအိပဲအဲ့မှာအကြောင်းသားရဲ့အမြဲတမ်းသူလဲဖန်တတ်တာမျိုးပေါ့နော်စီကစီလေးနဲ့လေရှေ့ကောင်စီကစီလို့ထင်ပြီးတော့မှဝိုင်းပလိုက်တာမျိုးဆိုပြီးတော့မှဖြစ်တတ်ကြရဲပေါ့နော်အဲ့ဒါတတိထားရမယ်စီကမောကဒါအပြင်ပြောတာပေါ့လေနော်သူကိုတို့ကရဲ့အိပဲကဒါပေမဲ့လို့သို့ပေမဲ့လို့လို့ပြောချင်တာဖြစ်ကြောင်မလို့ဒီကောင်ကမှမစီကစီပေါ့လေနော်နောက်တစ်ခုကပါရဲ့လေ စတကတဲ့စတကတဲ့အိဗယ်ကြတော့ဒါကြောင့်အကြောင်းပြချက်ပြီးမှာပေါ့လေနော်ဒါကြောင့်လေနောက်ကတော့ဘာဖြစ်တယ်ပေါ့လေနော်အဲ့လိုဟာမျိုးလိုက်မှာကြာအခုကြည့်ရဲ့အခါမှာခြေဆုံး collapse ပေါ့လေနော်နောက်ကုကိုဂီတေရုတုကီပါနောက်ကုကိုယူကြားလိုက်တဲ့အခါမှာဟောတဆီဝယုကဝါရတာကျွန်တော်ကလေမကြောက်ခဏကိုရီခဲ့တာဟောရှိမဟာရကြတော့ပြင်းမှာပေါ့လေနော်ငါနားရောနားထောင်နိုင်မလားလို့ထင်ထားတာဟုတ်တယ်မလားဒါပေမဲ့ ဟုတ်ခုတော့မှအမပါဇက်ကနေဒါပေမဲ့ထွက်သွားရေဟုတ်တယ်မလားဒါပေမဲ့လို့စကားကိုအဲ့နောက်ခုကိုယူကြားလိုက်ရောကြားလဲကြားလိုက်ရောတော်တော်ကြီးဟိုမှာရီခဲ့ရတာဆိုကြတဲ့ရလေစိတ်ဝင်စားလို့ရီတာဖြစ်မလားမစိတ်မဝင်စားလို့ရီတာဖြစ်မလားနော်စိတ်ဝင်စားလို့ပဲရီတာမျိုးဖြစ်မှာလေနော်အဲ့တော့ရှေ့မှာတော့ပြင်းစရာကောင်းတဲ့အကြောင်းလေးပြောတယ်အနောက်မှာကျတော့ရီတဲ့အကြောင်းလေးပြောနေတာဖြစ်လို့ကြောင့်မလို့အဖြေအနေနဲ့ဆိုလို့ရှိရင်တော့ကိုတို့က တိုးပင်မဲလို့ဆိုတော့ရှေ့နဲ့နောက်နဲ့စမ်းကျင်မဲစာကြောင်းမျိုးလိုက်ပေးရမယ်ပေါ့လေနော်အဲ့တွေ့ကြောင်မလို့စကတ်အဲတိုကုလိုကတိုးပင်မဲလို့လေးတဲ့တော့ကုကုကိုခီးတေလို့အဲ့ဒါဆိုတော့အဲ့ဟာကိုတကယ်လဲနားထောင်လဲနားထောင်လိုက်ရောတော်တော်မှတော့သူကရီခဲ့ရတာပေါ့လေနော်ဘလောက်အဲ့လို တော်တော်ကြီးဟိုမှာကွာသူထင်တာပြင်းစရာကောင်းလိမ့်မယ်ပေါ့နော်တယောက်တည်းရပဲအဲ့ကန်တာတွေအကုန်လုံးလုံနေတာပေါ့လေနော်ဒါကြောင့်မလို့ပြင်းစရာကောင်းမှာပဲဆိုမှသူထင်ခဲ့အဲ့အတွက်ကြောင့်မလို့လေသူကလုံးဝစိတ်မဝင်စားခဲ့ဘူးလို့အပေါ်မှာပြောသွားတယ်ဟုတ်တယ်မလားဒါပေမဲ့ तू သူတို့ရဲ့အကြောင်းကဆန်တာမှလုံလို့နားထောင်လိုက်တဲ့အခါမှာကျတော့တော်တော်ဟိုမှာကိုရီခဲ့ရတာဆိုတော့ဖြေကဆန့်ကျင်မဲ့လာနေတာဖြစ်ကြောင့်မလို့ဆန်ပါနော်အဲ့ဒါကတခုအဲ့ဒါပြီးတော့နောက်တစ်ခုကကြောက်လို့ရှိရင် ။楽しむものなのだね。楽しむ表示がかんねえやべဖြစ်ပါတယ်။楽しむはずなのだ表示がかんまあていちゃべဖြစ်ပါတယ်။楽しむようにするのだ。စိတ်ဝင်စားစရာကောင်းမဲလို့လုပ်ရမယ်ပေါ့လေနော်။楽しむことになったなったのだ。ဆိုတော့စိတ်ဝင်စားစရာကောင်းဖို့ဖြစ်လာလိမ့်မယ်ပေါ့လေနော်။ကြာ90ဟုတ်တယ်နော်90ရောက်တော့ဒီအောက်က90ရောက်တာဖြစ်တော့ကျွန်တော်တို့ဒီ90ရောက်တဲ့ဒီနယ်လေးရပဲကြည့်မယ်ပေါ့လေနော်။နာကုကိုတော့ တိုဝရဝရနောဝရဆိုတာလေသူ့ရဲ့အတိတ်ပဲကိုပြန်ရှင်းမှဖြစ်တဲ့အတွက်ကြောင့်မို့လို့များသောအဖြစ်အဖြေတွေမှာဆိုလေနိုင်တန်နေနော်ဒေးစ်တို့နော်ဒေးစ်တို့ဟာမျိုးအဖြေအဖြေဖြစ်တတ်တယ်ဒီလိုင်းအဲ့လိုပေါ့နော်ဒီဟာတော့ဒါဖြစ်ပါတယ်ပေါ့လေနော်အဲ့လိုပုံစံမျိုးပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နန်းနီးနန်းနီးနော် this လို့ဟာမျိုးကအဖြေဆိုအကြောင်းကြည့်ကြည့်မယ်ပေါ့နော်နောက်ကုကိုတို့ပါနောက်ကုကိုဆိုတာကလေးတဲ့နောက်ကုကိုကတော့ဒိုဆာအိုတို့ခတာဒီယိုဒိုဂျီနီနောက်ကုကိုကရဲ့ ဒီနော်သူဖတ်ပြတဲ့သူပေါ့လေနော်ပုံမြင်နေဆိုပုံမြင်ဖတ်ပြတဲ့သူအေဒီလူရဲ့ဒိုးစာလှုပ်ရှားမှုနဲ့ခါတရီပြိုးဆိုမှုတွေကိုဒိုးဂျီနီတစ်ချိန်ထဲမှာပဲ楽しむものです。観察やれやばと言ってたんだけど、ちょっと不思議や。いちば。あいまローはまもဖြစ်နိုင်တာが ဟုတ်ကဲ့ rest ဖြစ်မှာအသေးချပါပဲဆိုတော့အခိုင်အမာကြီးပြောနေရမျိုးပေါ့နော်အခုက definition ရှင်းနေတယ်လို့မျိုးဟုတ်တယ်မလားနောက်ခုကိုဆိုတာကဟိုဘက်ကတင်းဥဆောင်တဲ့သူကပြောလိုက်တဲ့ဟာကိုချက်ချင်းကိုကခံစားလိုက်ရတာမျိုးပေါ့နော်ချက်ချင်းမြင်လိုက်ရတဲ့ဟာမျိုးလို့ပဲပြောချင်တာကို how to this ဖြစ်เสียအာဖြစ်မှာအသေးချပဲလို့ပြောလို့မရတော့နောက်တစ်ခု yoni suru အဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်တယ်လို့ yoni naru အဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်တယ်ဆိုတာ definition ကိုရှင်းနေရမျိုးမဟုတ်တာပြောကြအောင်လို့3နဲ့4နဲ့အဲ့မှာကနေ cancel လုပ်လို့ရတယ် ပေါ်တော့အဲ့ထဲမှာမှဟာစုတဲ့ဆိုတာကဘယ်ဟာဝမမှအတီးကြနဲ့တက်တင်နေပေါ်တော့ဒီလိုအခိုင်အမာပြောတာမျိုးမဟုတ်ဘူးဒါကတော့ဒါပါဆိုမှရှင်းပြတာဖြစ်တော့ကြောင့်မို့မွန်တို့ this မွန်တို့နာတို့ this ပေါ်တော့အဲ့လိုဟာမျိုးပြောတာဖြစ်တော့ကြောင့်မို့အဖြေကအစ်ချပါရမယ်နော်အဲ့ဒါ90နဲ့နောက်တစ်ခု91မှာဆိုရင်သွန်နာဟျိုကံဘလို့မျိုးဖော်ပြချက်ဇွန်နိုဟျိုကံ80ဖော်ပြချက်ဟျိုကံဖော်ပြချက်နဲ့ခိုးကြီးဟျိုကံဆိုရင်80လိုမျိုးဖော်ပြချက်လို့ပြထားတယ်ပေါ့နော်ကြာ အဲ့ဒါလေးကနောက်ဆုံးဆိုတော့လေဒီမှာနောက်ဆုံးအစားအနေပြောမှစပြောမှဖတ်လိုက်မယ်ပေါ့လေနော်နောက်ကုကုနေမှာနောက်ကုကုမှာတော့လေခဝိုင်ဟာနစီယာကန်ဒိုတိကီနာဟာနစီမောအရုဆိုဒါတဲ့ခဝိုင်ဟာနစီဆိုအရန်ကြောက်စရာကောင်းတဲ့ဟာဆိုအဲ့တော့တရေပုံမြင်တွေပဲဖြစ်ဖြစ်ပေါ့လေနော်အဲ့လိုဟာမျိုးလေဖြစ်နိုင်တယ် တို့ခန်းတို့တိကိနာဟာနာစီဆိုအရန်ကိုကစိတ်လုံရှားစရာကောင်းတဲ့အကြောင်းအရာမျိုးလေးပဲရှိတယ်ဆိုပါပဲတဲ့ဘောနော်အဲ့တော့နော်နခုကိုမာတော်မဟုတ်ကိုအမျိုးစားရအများကြီးရှိရယ်ကွယ်ကြောက်စရာကောင်းတဲ့ဟာကြီးလည်းရှိရယ်အရန်ခန်းတို့ဖြစ်စေရဟာမျိုးကြီးလည်းရှိရယ်တဲ့နခုကိုကာမနခုကိုကာကလေးတဲ့နာနီနာနီယိုစရနောတာရောကာဘလူဟာမျိုးကိုလုံလိုက်မလဲလို့ပြောရမှာပေါ့ဟုတ်တယ်မလားဘလူဟာမျိုးလို့ပြောကြတဲ့ကနံပါတ်1ဖြစ်တဲ့ どんな感情ဘလို့ခံစားမှုမျိုးပေါ့เนาะဘလို့မျိုးဖော်ပြချက်မျိုးကိုလုံးလိမ့်မလဲပေါ့เนาะအဲ့တော့ဘလို့မျိုးဖော်ပြချက်မျိုးနဲ့တရုပ်ဆောင်မလဲပေါ့ကွာခိုးဝိုင်းဖြစ်တဲ့ဟာလုံးမလားဒါမှမဟုတ်ခံတိုးဖြစ်တဲ့ဟာလုံးမလားပေါ့လေเนาะအဲ့တော့ဘလို့မျိုးတရုပ်ဆောင်မှုမျိုးဖော်ပြမှုမျိုးကိုလုံးလိမ့်မလဲတဲ့စိတ်ဟိ いろいろな落語を聞いてみたい。ボリのあのအမျိုးမျိုးသောဆက်ဆက်ကိုပဲကွာအမျိုးမျိုးသော落語တွေကိုသူနားထောင်ခြင်းပါတယ်တဲ့အဲ့တော့ခံတော်ပဲဖြစ်ဖြစ်ခိုးဝိုင်းပဲဖြစ်ဖြစ်ပေါ့လေနော်အဲ့လိုမျိုးပြောချင်တာမျိုးအဲ့တော့ဒီနောက်မှာစိုးနိုးတွေခိုးနိုးတွေဖြောကန်းတွေဘာလို့မားလဲဆိုတော့အတိအကျမရှိလို့ဒါအော်ကွန်မန်ဒါဆိုင်အတိအကျပြောစိုးနိုးဖြောကန်းဖြောကန်းခိုးယူဖြောကန်းဆိုအတိအကျဖြစ်သွားပြီကွာတိလား ဒီလိုဟျောကံမျိုးကိုပဲထပ်ပြီးနားထောင်ခြင်းနဲ့ဒါမျိုးဖြစ်ရမယ်ပေါ့လေနော်အေးဒီလိုဟျောကံမျိုးဆိုတော့လုံးဝအတိကျညွန်ပြနေရမျိုးပေါ့နော် तू ကအဲ့လိုတော့မပြောဟုတ်တယ်မလားဒီမှာအရှိမတော့မှ choice ရာတွေပေးထားရယ်ကွာဒီလိုတော့ကုကော့မှာကြောက်ရရကောင်းတာကြီးလည်းရှိသလိုဒီလိုမျိုးခံစားမှုအရင်ပေးတဲ့ဟာမျိုးလည်းရှိတယ်လူပြောထားတဲ့ဟာကြီးကိုဒီလိုအတိကျတွေဘလို့မှဖြေလို့မရတာဖြစ်ကြောင့်မလို့ဒေါ်နာဟျောကံတဲ့ဒေါ်နာဟျောကံစွရနော်တော့ဘလို့တေးဥဆောင်မှုမျိုးပေါ့နော်ဘလို့ဖော်ပြမှုမျိုးကိုလုံးလိမ့်မလဲ တော့အဲ့လိုဟာမျိုးတွေကိုစိတ်ကြည့်ကျင်လိုက်တာပေါ့လေနော်ကိုဝိုင်းဆိုလေကိုဝိုင်းဟာကိုကြည့်ကျင်နေကွာခန်းတိုးဆိုလေခန်းတိုးဆိုမျိုးကြည့်ကျင်နေပေါ့လေနော်တခုတည်းကိုသူကရည်ညွှန်းပြီးပြောတာမျိုးမဟုတ်ဘူးအမျိုးမျိုးသောဟာတွေလို့လေအနောက်မှာပြောထားတာဖြစ်တဲ့ကြောင့်မလို့ဖြေကနံပါတ်၁ပေါ့လေနော်အဲ့လိုဟာမျိုး ਨੇ တုံးရတယ်အဲ့တော့နောက်ကူကောကလေတကယ်တမ်းတော့ဟိုပြဆက်မှာတရုတ်ဆောင်တဲ့ သူတို့ဂျပန်အရဆိုလို့ရှိရင်တော့သူတို့ရုပ်သေးအမှုပညာလို့သူတို့ခေါ်တယ်ပေါ့နော်ရုပ်သေးဆိုတော့အခုမြန်မာမှာဆိုတော့ရုပ်သေးဆိုရင်လူတစ်ယောက်ကကြိုးကင်ပြီးတော့မှမှလုပ်ရတဲ့ဟာမျိုးဟုတ်တယ်မလားဒါပေမဲ့ဂျပန်မှာကကြာအဲ့လိုမဟုတ်ဘူးပေါ့နော်တယောက်တည်းရနေပဲကီမိုနိုကြီးဝတ်ဝတ်ပြီးတော့မှအဲ့ဟိုဗါလေဖော်လေးခင်းထားတဲ့ပုံမှာပစစ်တုပ်ပေါ့နော်ပစစ်တုပ်ဆိုတာသိရမလားဒူးတွေဘာတွေကိုဒီလိုအနောက်ကိုခွေချလိုက်ပြီးတော့မှထိုင်ထိုင်ပြီးတော့မှတရုတ်ဆောင်ပြတာမျိုးပေါ့နော်ဘလို့တရုတ်ဆောင်မှုမျိုးပဲဖြစ်ဖြစ်ကွာသူတယောက်တည်းရနေပဲအကုန်လုံးလုတ်သွားတဲ့ဟာမျိုးကို နာကုကိုလို့ခေါ်တယ်။ဘောနော်အဲ့လိုမျိုးတေယုတ်ဆောင်ခြင်းကိုနာကုကိုလို့ခေါ်ပြီးတော့မှအဲ့တေယုတ်ဆောင်တဲ့သူကိုနာကုကိုကဆိုပြီးတော့မှခေါ်တယ်။ရမလိုင်းအဲ့တော့ဒါက2021ဆန္ဒလပိုင်းရဲ့ bounce ပုတ်စာပေါ့လေနော်။အဲ့တော့အဓိကဒီပုတ်စာမှာကဘာအဓိကထားပြီးကြီးတင်လဲဆိုလို့ရှိရင်အခုလိုမျိုး ဖြေရမယ့်ပုတ်စာဒုတိယလိုပိုက်လိုမှာပါတယ်ဆိုလို့ရှိရင်ပထမပိုက်လေးကိုအရင်ဖတ်ကြည့်လိုက်။ဘာကြောင့်ပြောမှလဲပေါ့နော်။အဲ့ဒါဆိုကိုတီးမိခောက်မိရှိပြီကွာ။သူဘာပြောချင်တာလဲပေါ့နော်။ဆက်ဆက်မိပြီဖြစ်တဲ့တော့ကြောင့်မလို့48ဖြေမယ်ဆိုရင်48အစအဆုံးလေးကိုဖတ်လိုက်။အဲ့ဒီအစအဆုံးကိုဖတ်လို့တော့မှကိုဖြေမထွက်ဘူးဆိုရင်8တချောင်းလေးဖတ်လိုက်ပေါ့လေနော်။ပြီးရင်49ဆိုရင်49နဲ့ပတ်သက်တဲ့နံအောင်တွဲကြည့်လိုက်။50ဆိုရင်50ပေါ့လေနော်။အဲ့လိုဟာပဲဖတ်တယ်ဆိုတော့မှပဲကိုအများကြီးမဖတ်လိုက်ရပဲနဲ့ဖြေထွက်တယ်ပေါ့လေနော်။ဟိုက်အဲ့တော့ဒါတော့ဒီလောက်ပါပဲ။ဖေးလိုက်ပါမယ်။